ဝဝဝင်းအေဒင်ဗရမားနဂါယူဇနာကုမ္ပဏီတွေနဲ့အိုးအိမ်ဦးစီးဌာနတွေကဥပဒေမဲ့သိမ်းယူထားရဲဆိုတော့မြေကွက်913ကွက်ကိုပြန်လည်ရရှိရေးအတွက်မူလမြေကွက်ပိုင်ရှင်တွေကစတုဒ္ဒအချိန်ဆန္ဒပြမှုကိုဇန်နဝါရီလ31ရက်နေ့လယ်တနားကမဟာဗန္ဓုလပန်းချိန်ရှိမှပြုလုပ်ခဲ့ပါတယ်။မူလမြေပိုင်ရှင်တွေဟာ 290ဂရမ်နဲ့260ဂရမ်ရှိသူအများစုဖြစ်ပြီး1948ခုနှစ်ကကာကွယ်ရေးနဲ့ကုံသွေးဝင်ကြီးဌာနတို့မှအဲ့ဒီမြေကွက်တွေကိုငှားရငယ်က1994ခုနှစ်ဇွန်လမှာမြို့ရွာနဲ့အိုးရင်ဖွံ့ဖြိုးရေးဦးစီးဌာနကအဲ့ဒီမြေတွေကိုနိုင်ငံတော်လိုအပ်ချက်လို့ဆိုကသိမ်းယူခဲ့ပြီးဘလို့စီမံကိန်းမှပြုလုပ်ခြင်းမရှိဘဲ2003ခုနှစ်မှာကုမ္ပဏီကြီးတွေကိုပေးအပ်ခဲ့ကြောင်းသိရပါတယ်ကျွန်တော်တို့ဒီမြေတွေကိုဥပဒေမဲ့သိမ်းထားတယ်ဒီ ခရိုနီတွေကလည်းစောက်လို့ရတယ်တရားမဝင်စောက်တာကိုတင်ပြတယ်ဒါပေမဲ့မြပရီမှာကျွန်တော်တို့ယူတာကိုကြားလိုက်ရတယ်ကျွန်တော်တို့မြေပိုင်ရှင်တွေကမြေကွန်မဆောင်လို့သိမ့်တယ်လို့သူတို့ပြောတယ်အခုကျွန်တော်မီဒီယာတွေဝေထားတဲ့နေရာမှာမြေကွန်ဆောင်သားတဲ့ဇာရတရားဝင်ရှိတယ်ဒီမြေတွေကိုတဲ့မြေကွန်မဆောင်လို့သိမ့်တယ်လိန်ညာပြီးတော့ဟုတ်ရင်ရပြောသွားတာကျွန်တော်တို့မှမြေကွန်ဆောင်ပြီးမှရတဲ့လားသာအရင်တော့ရှစ်ကျက်နဲ့ဆယ်ပြားပဲရတယ်၃လမှရှစ်ကျက်ဆယ်ပြားရတာအရင်တော့အရန်တံပိုးကြီးရွှေတကြသားမှ50 60တရာပဲရှိတဲ့ခေတ် တခါထပ်လိမ်မြောင်ဟောလွတ်တော်မှာဗာလိမ်လဲကျွန်တော်တို့တွေကိုရှင်းပြီးပြီတဲ့မြေတွေလည်းပေးပြီးပြီတဲ့အဲအဲ့ဒီမှာလွတ်တော်မှာပြောသွားတာလေဒုတံမရနဲ့ဥညာဝင်းတို့အဖွဲ့လားမသိဘူးစာတောင်ထဲဖားလိုက်ရတယ်နော်အဲ့တော့ပြန်ရှင်းတယ်ကျွန်တော်တို့အောက်မှာမရှင်းတော့ပါဘူးဘာမှလည်းမပေးထားဘူးမပေးထားတဲ့အတွက်ကိုတိုင်စာတွေအများကြီးရှိတယ်အိုးရတကထပြောတယ်နိုင်ငံတော်စီမံကိန်းတို့လိုအပ်ချက်ရသိနေတယ်နိုင်ငံတော်စီမံကိန်းဆိုတာကခင်ဗျားတို့အကုန်သိတယ်ကျွန်တော်ဆေးရုံကြီးတွေစောက်တာကျောင်းကြီးတွေစောက်တာလမ်းတွေပေါက်တာတရားတွေစောက်တာ လေရင်ခွေးစောက်တာနိုင်ငံတော်စီမံခဲ့အကြီးဆုံးပဲအခုခရိုနီတွေကိုရောင်းစားပြီးတော့အိုးအိမ်တွေလူနေအိမ်တွေစောက်တာစီမံကိန်းလားအဆိုပါမြေကွက်တွေဟာတကွက်ကိုပြမ်းမြအကျယ်25ပေ58ပေနဲ့စုစုပေါင်း913ကွက်ရှိပြီးတည်နေရာဟာပြမ်းမြအဖြစ်58လမ်းမှာလမ်း90ဝန်းကျင်ထိတည်ရှိပါတယ် လက်ရှိမှာအဆိုပါမြေကွက်လက်တွေပေါ်မှာအဆောက်အုံတွေစောက်လုံနေမှုကိုမြို့တော်စီပင်မှာစနှလုံးသာခွင့်ပြုထားပေမဲ့လည်းကုမ္ပဏီတွေကအိုးအိမ်ဦးစီးဌာနမှာစောက်ခိုင်းနေဆိုပြီးအခြားစောက်လက်ဆအဆောက်အုံတွေကိုဆက်လက်စောက်လုံနေခြင်းများလည်းရှိကြောင်းဆန္ဒပြသူတွေကဆိုပါတယ်ဆန္ဒပြရာမှာလူ90ခန့်ရှိပြီးခွင့်ပြုမိန့်နဲ့ပြုလုပ်ခြင်းဖြစ်ကမဟာဗန္ဓုလပန်းချန်ရှိမှာနေ့လယ်တနာရီခန့်ကပြုလုပ်ခဲ့ပြီးတိန့်ဆဲကံမြေခွက်တွေရှိမှာလည်းစီတန်းလမ်းလျှောက်မှုတွေပြုလုပ်ခဲ့ကြပါတယ်။